အမေရိကန်ရဲ့ glider jet တွေဟာတောင်တရုတ်ပင်လယ်ပေါ်မှာလှည့်ပတ်ပြန်တန်းနေခဲ့ကြပါဗျ။သူတို့ကိုအထက်ကညွှန်ကြားထားတဲ့အတိုင်းတောင်ဝင်လုံရိုးလုံစင်အတိုင်းအရပဲပြန်တန်းနေခဲ့ကြတာပါ။ဒါပေမဲ့သူတို့လေယာဉ်နာကနေလေယာဉ်တစ်စီးကဝုန်းနေဆိုအမြန်ဖြတ်ပြန်သွားပါဗျ။ဒီလေယာဉ်ကိုတရုတ် spider jet လေယာဉ်လို့ခေါ်ပါတယ်။ဒီလေရင်ကြောင့်ပဲအမေရိကန်လေယာဉ်တွေဟာဆက်သွယ်ရေးပြတ်တောက်တာတွေရုတ်တရက်တိုက်ခိုက်မှုလုပ်လာရင်တုံ့ပြန်ဖို့ပြင်ဆင်ရတာတွေနဲ့အလုံရှုပ်ကုန်ပါတယ်ဆက်သွယ်ရေးတွေလောက်ရသတင်းပို့ရနဲ့ လေရင်မှုရောတခြားလိုက်ပါစီးနေလာတဲ့တပ်သားတွေရောအလုရှုပ်ကုန်ကြပါတယ်။ဒါဟာစိတ်ကူးယဉ်ပြီးပြောပြနေတာမဟုတ်ရပါဘူး။တောင်တရုတ်ပင်လယ်ပေါ်မှာအမေရိကန်နဲ့တရုတ်တို့ရဲ့လေကြောင်းအားပြိုင်မှုတွေကတခုပါ။သူတို့ရဲ့အခုလိုအားပြိုင်မှုတွေဟာအပြင်မှာတကယ်ဖြစ်နေပြီးတော့နောက်အနာဂတ်မှာဘလောက်ထိလွှမ်းမိုးမှုရှိလာမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။တရုတ်နဲ့ရုရှားတို့ရဲ့အားပြိုင်မှုတွေဟာကမ္ဘာနိုင်ငံတွေရဲ့အချင်းချင်းအားပြိုင်မှုတွေကြမှာအန်ဒီရဲ့အများဆုံးနဲ့တက်ရောက်မှုအကြီးဆုံးဖြစ်စေနိုင်တဲ့အထိအရေးပါပါတယ်။ ဒါကြောင့်သူတို့နှစ်နိုင်ငံတွေ့ဆုံနေကြဖြစ်တဲ့တောင်တရုတ်ပင်လယ်ဒေသဟာလှုပ်လှုပ်ခတ်ခတ်ပါပဲတစ်ဖက်နဲ့တစ်ဖက်အားပြိုင်မှုတွေရှိနေပြီးကမ္ဘာမှာအရေးပါတဲ့အထိကြီးမားတဲ့အားပြိုင်မှုတွေမရှိလို့သာနှစ်လျူရှုထားကြတာပါ၂000ခုနှစ်ကအမေရိကန်နဲ့တရုတ်တို့လေရင်တွေတိုက်မိကြတဲ့ဖြစ်ရပ်ကအခုထိသင်ခန်းစာယူစရာဖြစ်နေသေးပါနှစ်နိုင်ငံစလုံးကသတိထားပြီးအကွက်ရွှေ့နေကြတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တင်ဆက်ပေးသွားမှာကတော့တောင်တရုတ်ပင်လယ်မှာတရုတ်အမေရိကန်နှစ်နိုင်ငံအကြားဘာရီဖြစ်လာနိုင်လဲ သူတို့ရဲ့အားပြိုင်မှုတွေကဘလို့နောက်ဆက်တွဲကိစ္စတွေပေါ်ပေါက်လာစေမလဲဘလောက်ထိတက်ရောက်နိုင်မလဲစားတဲ့မိကွန်းတွေကိုကြက်ကြလက်ကြဖြည့်ရှင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့တောင်တရုတ်ပင်လယ်မှာဖြစ်နေကြနှစ်နိုင်ငံအားပြိုင်မှုတွေကြားကသတင်းအကြီးဆုံးဖြစ်ကတော့2000ခုနှစ်က American EP3E နဲ့တရုတ် J8 Fighter Jet တို့တိုက်ခိုက်မိတာပါပဲ။အခုလိုဖြစ်ရတဲ့ကနှစ်နိုင်ငံကြားဆက်ဆံရေးတွေတင်းမာစေတယ်လို့ကမ္ဘာအရေးခင်းတွေမှာပါတက်ရောက်မှုတွေရှိနေပါတယ်။ တရုတ်လေယာဉ်က မစင်းတက်နိုင်ခဲ့ပေမဲ့အမေရိကန်လေယာဉ်ကတရုတ်ကမ်းမြောင်ပေါ်ဆင်းခဲ့ပြီးလေယာဉ်ပေါ်ပါလူ24ယောက်ကိုတရုတ်အစိုးရကဖမ်းဆီးခဲ့ပါတယ်။ဒါကြောင့်လဲဆက်ဆံရေးတွေပိုတင်းမာသွားခဲ့ပါတယ်။တချို့တရုတ်မီဒီယာတွေကဆိုရင် အမေရိကန်တွေကြောင့်သူတို့တရုတ်ပိုင်လော့တေးရတယ်ဆိုပြီးတေးတံပေးဖို့တောင်းရည်ထားကြပါတယ်။ဒါပေမဲ့တကယ်တော့တရုတ်ဘက်ကပိုင်လော့ကအမေရိကန်လေယာဉ်ကိုအတင်းဝင်ပူးကပ်ပြီးနှောက်ယှက်ရင်းမထိန်နိုင်ပဲတိမ်းမောက်ခဲ့တာပါ။အမေရိကန်တွေကရှောင်နေခဲ့ပြီးမရခဲ့တာပါ။ ဒါပေမဲ့အခုဒီနှစ်တွေထိအမေရိကန်လေယာဉ်တွေကိုတရုတ်တွေလာရန်စနေကြသေးပါ2022ခုနှစ်မှာဆိုလေတရုတ် J-16 လေယာဉ်ဟာအမေရိကန်လေယာဉ်တွေနောက်ကနေလိုက်ပြီးနှောက်ယှက်နေခဲ့ပါသေးတယ်ဒီလိုလုပ်ရတွေကြောင့်အမေရိကန်သတင်းတွေကလည်းတရုတ်ကိုထိုးနှက်ကြတာပါပဲဒီလိုကိစ္စတွေဖြစ်လာရင်နှစ်နိုင်ငံစလုံးကပါးနက်စွာနဲ့ပဲပြည်သူတွေကိုချွေးတိတ်သွားကြတာပါပဲသူတို့ဟာစစ်ကြီးထပ်မဖြစ်ချင်ကြပါပဲတနိုင်ငံနဲ့တနိုင်ငံထိုးနှက်နှောက်ယှက်ကြတဲ့အလေအထကိုလည်းပြောက်အောင်မလုပ်နိုင်ကြပါဘူး ဒါအပြင်အဲ့လိုလေထတွေဟာလေချောင်းရာရှိတယောက်အတွက်အလွန်အန္တရာယ်များပါတယ်။သူတို့အသက်ပါဆုံးရှုံးသွားနိုင်တဲ့အနေထားပါ။ဒါတောင်ဒီဘက်ခေလင်းတွေက တိုက်ခိုက်မှုတွေဒဏ်ရာတွေရတဲ့အတိုင်အောင် ခုခံနိုင်စေဖို့နည်းပညာတွေထည့်ပေးထားနိုင်နေပါပြီ။ pilot တွေဟာသူတို့စီလာနေတဲ့အန္တရာယ်ကိုကြိုသိနိုင်ကြသလိုဘလို့ဖယ်ရှားရမလဲဆိုတာကိုလည်းရွေးချယ်ဆုံးဖြတ်နိုင်မဲ့တုံ့ပြန်နည်းစနစ်တွေပါဝင်ပါတယ်။လေယာဉ်တွေမှာ sensor တွေအာယုံခံကိရိယာတွေတက်ဆင်ထားပြီးပြစ်မှတ်ကိုအားလုံးမြင်အောင်စီစဉ်ထားပါတယ်။ အမေရိကန်တွေကတော့ TCAS လို့ခေါ်တဲ့တောင်လမ်းရေးစနစ်တွေအဖွဲ့တွေရှိပါတယ်။ဒီစနစ်တွေကနေလေရင်ရဲ့အခြေအနေမျိုးစုံအပြင်ရန်သူကိုပါ ထောက်လှမ်းတင်ရယူနိုင်ပါတယ်။ဒီလိုလေရင်တွေအခြေအနေဖြစ်ပြီးလမ်းမာရင်ပြတ်ကျကြတဲ့အခါပြည်သူတွေအသက်ဆုံးရပြန်ပါတယ်။ pilot တွေလည်းအသက်မရှင်တာကပိုများရပါတယ်။ American ကလေရင် pilot တွေရဲ့လိုက်နာရမယ့်စီးမင်းတွေထဲမှာပြည်သူတွေကိုမထိခိုက်အောင်မောင်းနှင်ဖို့အချက်တွေပါပါတယ်။တခြားလေရင်တွေနဲ့ထိမိခိုက်မိအောင်လည်းမောင်းနှင်ခွင့်မရှိပါဘူး။ အဲ့ဒီအချက်တွေကိုပိုင်လော့တို့ကိုပိုအန်ရယ်ကင်းကင်းမောင်းနှင်ဖို့ညွှန်လန်းညွှန်ပေးနိုင်ပါတယ်။သူတို့ရဲ့ထောင်လိုင်းရေးကရိယာအစ်တွေကတိတ်ကောင်းလို့ရန်သူလေလိုင်းတွေကိုဖြတ်ဖြတ်ကြားရပါတယ်။ရန်သူတို့ရနဲ့အထက်ကိုအဖော်လင်းရင်တွေကိုအကြောင်းကြားရပါတယ်။ပြီးရင်တခြားလင်းရင်ပေါ်သတိပေးချက်တွေအော်ပါတယ်။ပိုင်လော့ရဲ့ဘာသာစကားပြောတဲ့သူပါရင်ပိုကောင်းပါတယ်။အထက်ပြမီးတွေကိုလည်းဇက်တိုက်ပြပါတယ်။အခုနောက်ပိုင်းလင်းရင်လက်နက်တွေဟာအလွန်လှင်မြန်ပြီးတိုက်ခိုက်နိုင်စမ်းမြင့်ပါတယ်။ ပြီးရင်ရယူထားတဲ့သတင်းချက်လက်တွေကို data transfer လုပ်ရမှာလဲကုညီဖြည့်ရှင်းပို့ဆောင်ပေးမှာပါ။ကမ္ဘာနိုင်ငံတွေချင်းချင်းဟာစာချုပ်တွေနဲ့ငြိမ်းချမ်းရေးအတူထိမ့်သိမ့်နေကြပြီမဲ့တကယ်တကယ်စင်အားအပြိုင်တိုးချဲ့နေကြတာပါပဲ။လေရင်တွေအစ်စ်တိဆောက်ပြီးအစ်စ်အစ်စ်သောဤပညာတွေနဲ့တခြားနိုင်ငံလေကြောင်းအင်အားကိုချိန်ချောက်နိုင်ဖို့ကြိုးစားကြပါရစေ။မတိဆောက်နိုင်တဲ့နိုင်ငံတွေကလည်းသူများတိဆောက်ထားတာကိုဝယ်ယူကြပါရစေ။လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ကိုတော့အလွန်တင်းကျပ်ထားပါရစေ။ အပတ်အန္တရာယ်ထိချိန်ချောက်လာတဲ့အခြေအနေမှာဆိုရင် pilot တွေဟာလက်နက်သုံးပိုင်ခွင့်ရှိပါတယ်။တောင်တရုတ်ပင်လယ်မှာဆိုအမေရိကန်ကဖျက်ပြန်လိုက်တရုတ်လေယာဉ်တွေကလိုက်နှောက်ရှက်လိုက်တဲ့စီကားနေပါတယ်။ဒီအခြေအနေမှာ pilot တွေအားလုံးဟာနိုင်ငံရဲ့ဆက်ဆံရေးပြတ်ကြားသည်မဲ့အခြေအနေမျိုးမရောက်အောင်ထိန်းသိမ်းကြရပါတယ်။တချံမှားပြီးစိတ်လိုက်မှန်မှတုံ့ပြန်မိတာနဲ့နိုင်ငံတွေကြားပဋိပက္ခတွေပုံများလာနိုင်တဲ့အနေထားပါ။ဒါကြောင့် pilot တွေဟာနိုင်ငံခြားကချစ်ကြည်ရေးတွေတည်မြဲအောင်သူတို့စိတ်ကိုချိုးနှိမ်ပြီး ဘလောက်ခက်ခဲတဲ့မောင်းနှင်မှုဖြစ်ပါစေအကောင်းဆုံးကြိုးစားကြရပါတယ်။လေရင်တိုက်မိတာတွေမဖြစ်အောင်တတ်မှတ်ထားတဲ့အကွာအဝေးကနေမောင်းနှင်ကြပါတယ်။ဒီအပိုင်းကတိတိကျကျဖြစ်ရတာမို့ဘယ်သူမှအမှားခံလို့မရပါဘူး။မဟုတ်ရင်လေရင်တိုက်မှုပြတ်ကျမှုတွေဖြစ်လာပြီးတေဆုံးမှုတွေရှိလာမှာပါ။ဒါပေမဲ့လည်းအချင်းချင်းအမြင်မကြည်မှုတွေကြောင့်အမေရိကန်နဲ့တရုတ်တို့မတည့်ကြတဲ့နေရာမှာတောင်တရုတ်ပင်လယ်ဒေသဟာမိခိုးရောင်အကွက်နဲ့ပြတ်ထားတာပါ။တရုတ်တွေကသူတို့ပိုင်တဲ့လူတော်တရုတ်တောင်တရုတ်ပင်လယ်ဒေသကိုတတ်မှတ်ထားတာပါ။ ။ဒါကြောင့်အမေရိကန်လေယာဉ်တွေလာတာကသူတို့နိုင်ငံကျူးကျော်ခံနေရတာလို့တရုတ်တွေကမြင်ပါတယ်။ဒါကြောင့်လည်း Lightning ထုတ်နေတာပါ။ဒါအပြင်အမေရိကန်ကကြတော့ဒီဒေတာကိုဂျားဒေတာအနေနဲ့ပိုင်ရှင်မရှိသတ်မှတ်ထားတာပါ။ဒါကြောင့်နိုင်ငံနှစ်ခုအမြင်မတူတဲ့ကြားမှာနိုင်ငံသားတွေကလည်းပြောင်းလဲကြရအောင်ပါ။ Pilot တွေကတော့ပိုပြီးစိတ်ဖိစီးရပါတယ်။သူတို့တို့အမိန်ကြောင့်လုံနေရပါပဲ။လေရင်နှစင်းရှင်ရတဲ့အခါမျိုးတွေမှာမတိုက်မိအောင်ထိမ့်သိမ်းရတာဟာအမိန်နာကန္တာထက်တောင်ခတ်ပါသေးတယ်။ ်နိုင်ငံရေးစည်းရေးအားလုံးဟာသူတို့ပေါ်မှာမူတည်နေတယ်လို့ဖိအားတွေနဲ့ထိမ့်ထိမ့်သိမ့်သိမ့်ပဲ့ကင်မောင်းနှင်ကြရတာဖြစ်ပါတယ်။လေရင်ဖူးတွေမှာလည်းဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝမရှိတဲ့အတွက်အထက်ကိုအဆင်ဆင်တင်ပြနေရတာရောလေရင်ကိုထိမ့်နေရတာရောနှစ်ခုဟာတပြိုင်တည်းလှုပ်ဆောင်နေရတာဖြစ်လို့အန္တရာယ်များပါတယ်။တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံဟာကိစ္စသေးသေးလေးနဲ့လည်းစင်ပြီးတောင်းနိုင်တဲ့အထိဆက်ဆံရေးကမငြိမ်သက်ပါဘူး။အကြီးမားဆုံးပြိုင်ဘက်တွေလည်းဖြစ်ပါသေးတယ်။ ်ဒါကြောင့်သူတို့ကြားကအကျိတ်အဖုတွေရဲ့ဒဇာကံမဖြစ်ရအောင်ပိုင်လော့တွေကထိမ့်သိမ့်ပဲ့ကင်ကြရတာပါတရုတ်ဟာသူ့နိုင်ငံအတွက်အကျိုးရှိမဲ့ဒေတာတွေကိုချဲ့ထွင်ဖို့ကြိုးစားနေလို့တောင်တရုတ်ပင်လယ်ကိုချိန်ချောက်ဆောက်ကြည့်နေတာကြားပါပြီ အမေရိကန်ကဝင်ရောက်နှောက်ယှက်ထားလို့ကြားနေတာပါနိုင်ငံသားမှာသဘောတူညီမှုစာချုပ်တွေလုပ်လိုက်ရင် အခုလိုအားပြိုင်မှုမျိုးတွေမဖြစ်နိုင်တော့ပြီမြင်အတီလင်းအချိုးအမြတ်အတွက်ချုပ်ဆိုထားကြတဲ့စာချုပ်သူတို့မှမရှိကြသေးပါဘူး။ဒါကြောင့်လေရင်ပိုင်လော့တွေမှာ ပိုအန်ရည်များနေရတာပါသူတို့ခေါင်းဆောင်မိုင်းတွေတွေးဆောင်လိုက်ရင်နှိမ့်နိုင်လိုက်ရင်ဒီကိစ္စဟာဖြေရှင်းရပိုလွင်မှာပါပိုင်လော့တွေလည်းအရေးပေါ်အခြေအနေဆိုရင်တစ်ဖက်နိုင်ငံလေယာဉ်တွေပေါ်ဘယ်လိုကင်တွေရမလဲစဉ်းစားမိနိုင်ပါတယ်နိုင်ငံချင်းချင်းနားလည်မှုနဲ့ငြိမ်းချမ်းမှုသာပတ်ညီရင်ပိုင်လော့တွေမှာအဒရီနလင်းထွက်စရာကိစ္စတွေတိတ်မကြုံနိုင်ပါဘူးတောင်တရုတ်ပင်လယ်မှာလည်းအားပြိုင်မှုတွေညှော့လာနိုင်ပါတယ်တောင်တရုတ်ပင်လယ်ပေါ်ကတရုတ်နဲ့အမေရိကန်တို့တွဲဆုံမှုတွေအကြောင်းကိုပြောရမယ်ဆိုရင် တရုတ်လေယာဉ်တစ်စီးဟာအမေရိကန်လေယာဉ်တစ်စီးကိုထိခိုက်မှုမရှိသေးဘဲလူခွဲစေခဲ့ပါတယ်။ဒီကိစ္စကနှစ်နိုင်ငံစလုံးအတွက်သင်ခန်းစာယူရမယ့်ကိစ္စဖြစ်ကြောင်းလည်းပညာရှင်တယောက်ကဆိုပါတယ်။နောက်ကြာပြဿနာတွေနည်းနိုင်သမျှနည်းအောင်အခုကတည်းကကြိုတင်ဖြေရှင်းဖို့နီလန်အသစ်ရှာနေကြပါပြီ။ဒါပြင်နှစ်ဖက်ပိုင်လော့တွေကလည်းနောက်ဆက်တွဲဖြည့်ရတွေကိုလိုမရှိတဲ့အတွက်ထိမ့်သိမ့်ပြီးတောင်းဝင်ထမ်းဆောင်ကြရတာဖြစ်ပါတယ်။နောက်ထပ်ဖြည့်ရကတော့အမေရိကန်နဲ့တရုတ်လေယာဉ်တို့တိုက်မိခဲ့တာပါ။ pilot တွေကတော့လွတ်မြောက်ခဲ့ပြီးအလှည့်အမြန်ဆင်းသက်ခဲ့ကြရပါတယ်။နှစ်နိုင်ငံစလုံးကအချင်းချင်းအပြစ်တင်ကြပါတယ်။ American ဘက်ကလည်းတရုတ်ဘက်ကလွန်တာလို့ပြောပြီးတရုတ်ကလည်း American ကစတာလို့ပြန်ခြေပါပါတယ်။ American ကလည်းသူတို့အင်အားကိုပြဖို့လေတက်ရေတက်အင်အားတွေကိုတရုတ်မြင်အောင်ခြိတက်ပြခဲ့ပါတယ်။တရုတ်ကလည်းအလားတူတုံ့ပြန်မှုမျိုးလုပ်ခဲ့တာကြောင့်တောင်တရုတ်ပင်လယ်ဟာစစ်ဖြစ်ခံသည့်ဒေသလို့တောင်ခေါ်နိုင်ပါတယ်။နောက်တစ်ခုမှာတော့လူတွေသေဆုံးတဲ့အထိဖြစ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပေါ်မှာပဲလေယာဉ်နှစ်စီးတိုက်မိပြတ်ကျခဲ့ရပါတယ်။တရုတ်လေယာဉ်မှုရဲ့လိုက်လံနှောက်ယှက်မှုကြောင့်တိုက်မိခဲ့ကြပြီးနှစ်ဦးနှစ်ဖက်အသက်ဆုံးရှုံးခဲ့ရပါတယ်။အမေရိကန်နဲ့တရုတ်တို့လေယာဉ်မှုတွေကိုလိုက်လံကဲတဲ့ကြပြီးသတင်းမီဒီယာတွေမှာလည်းတစ်ဖက်ကိုတစ်ဖက်အပြစ်တင်နေကြတာပါပဲ။ဒါပေမဲ့စစ်မီးတော်မဆခဲ့ပါဘူး။အမေရိကန်ကသူ့ရင်အားတချို့ကိုအခင်းဖြစ်ပွားရာဒေသမှာပြလိုက်တယ်လို့တရုတ်ရေတပ်ကလည်းလှုပ်ရှားမှုတွေလုပ်ပြခဲ့ပါဗျာ တနိုင်ငံနဲ့တနိုင်ငံဘယ်ဘက်ကဆဆအသင့်မဲဆိုတဲ့ပုံစံနဲ့အခြေအနေတွေတင်းမာနေခဲ့ကြပါတယ်။စီးပွားရေးပိတ်ဆို့မှုတွေအေးအေးယူမှုတွေလည်းအပြန်အလှန်လှုပ်လိုက်လုပ်နေကြပါတယ်။သူတို့နှစ်နိုင်ငံအစင်မပြေမှုဖြစ်တိုင်းတခြားနိုင်ငံတွေနဲ့စီးပွားရေးတွေလှုပ်ခတ်ပြီးစိုးရိမ်ရတဲ့အခြေအနေရောက်ရတာပါပဲ။နှစ်နိုင်ငံကြားကအားပြိုင်မှုတွေဟာမတော်တဆဖြစ်တာမျိုးမဟုတ်ပဲတေချာအကွက်ချထားတဲ့စင်နီးပြူဟာတွေပါ။ American ဟာဘလောက်ထိတရုတ်ကိုကင်တွယ်နိုင်တယ်လဲဆိုတာတရုတ်ကသိကြပါတယ်။ သူ့ဘက်ကစမ်းသပ်မှုတွေသွေးတိုးဆန်းစိန်ခေါ်တာတွေခဏခဏလုပ်ပါတယ်အမေရိကန်ကလည်းစိန်ခေါ်မှုတွေကိုခါမချတတ်ပါဘူးဒါကြောင့်တောင်တရုတ်ပင်လယ်မှာနှစ်နိုင်ငံဟာအကျိတ်နယ်ပြိုင်ဆိုင်နေကြတာပါဘသူကဘာဆိုတာပြဖို့ကြိုးပမ်းနေကြတာပါတရုတ်ဟာထိုင်ဝမ်ကိုလိုချင်နေတာတကမ္ဘာလုံးကသိပါတယ်အမေရိကန်ကလည်းမပေးနိုင်တာအသေးကြပါပဲတရုတ်တို့ထိုင်ဝမ်ကအရေးကြီးတဲ့အချက်အချာအချက်အချာဒေသဖြစ်တယ်လို့အမေရိကန်အတွက်လည်းတရုတ်ကိုဖိနှိပ်ဖို့အကောင်းဆုံးလက်နက်ပါပဲ။ သူတို့ဟာထိုင်ဝမ်အတွက်ပြိုင်ဆိုင်မှုတွေမရက်တန့်ကြမှာသိကြပါဗျ။အနိုင်ရှုံးသေးချာကွဲပြားတဲ့အထိဆက်ပြိုင်ဆိုင်နေကြအောင်ပါပါပဲ။တရုတ်ဘက်ကစပြီးတောင်းကျမ်းတာနဲ့အမေရိကန်ကလည်းသူ့ဝင်အားကိုပြပြီးစူပါပါဝါနိုင်ငံ ဖြစ်ကြောင်းတကမ္ဘာလုံးရှေ့မှာတတ်သိထူနိုင်မှရမှာပါ။ဒါကြောင့်အမေရိကန်ဟာတရုတ်ကိုအ short ပေးမှာမဟုတ်တာသိကြပါဗျ။ဒါကြောင့်တောင်တရုတ်ပင်လယ်ဟာအချိန်မရွေးတစ်ခုခုဖြစ်လာနိုင်တဲ့ထိလွယ်ရှလွယ်ဒေသဖြစ်ပါဗျ။ဘာမှအဆိုးမရတဲ့လောကထဲမှာ pilot တွေရဲ့စိတ်ကရော အမိန်တိုင်းသာလိုက်နာနိုင်တာသိကြနိုင်ပါမလားဆိုးရွားတဲ့ဖြစ်ရတွေဖြစ်လာနိုင်မလားဆိုတော့မိကွန်းတွေကများလာပါတယ်အမေရိကန်ဟာကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ပါတယ်သူ့နောက်မှာရှိနေတဲ့အင်အားကလည်းတည်တတ်ပါတယ်ဒါပေမဲ့အခုချိန်မှာရိမ့်နိုင်ဖို့လဲလမ်းသာတွေရှိနေသလိုတရုတ်ကလည်းအမေရိကန်ကိုအင်အားမဲ့အောင်လုပ်ချင်နေတာပါသူတို့နှစ်နိုင်ငံမှာဘသူကနောက်နှစ်90လောက်မှာပိုတာနေမလဲငြိမ်းချမ်းနေမှာလားဒါမှမဟုတ်စစ်ဖြစ်နေကြမှာလားမကြခင်တွေ့ကြရမယ် Trump ပူတင်နဲ့ရှီကျင့်ဖင်တို့ရဲ့အစည်းအဝေးမှာရောဘာတွေဆွေးနွေးလာကြမလဲ။ကမ္ဘာနိုင်ငံရေးဘလိုတွေပြောင်းလဲသွားအောင်မလဲဆိုတာပရိသတ်ကြီးမှာသဲလွန်သားတစ်ခုတလေများရှိရင် comment မှာရေးသားဖော်ပြနိုင်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။